ဒီဗီဒီယိုလေးမှာတော့ဒီနေ့အော်တိုဘလာ23ရက်နေ့တရာဘရင်းနေတဲ့တာအတွက်ဖြစ်ပြလာနိုင်တဲ့ငွေနဲ့ကမ္ဘာရွှေစည်းကွက်အနေထားအခြေအနေကိုကျွန်တော်သုံးသပ်ပြောကြားပြတာဖြစ်ပါတယ်။မနေ့ကတရက်တာမှာလည်းကမ္ဘာရွှေစည်းရာဈေးအကြောင်းကောင်းခဲ့လို့ပြောလို့ရကြပြကျွန်တော်တို့၄00၄00တိကြားခဲ့တယ်။၄030ဈေးတန်းလောက်ကနေပြောကျွန်တော်တို့ကမ္ဘာရွှေစည်းပြန်ပြန်ကန်တက်နေရပေါ့နော်။ပြန်ပြန်ကန်တက်ပြဒါမှတရက်တာမှာတော့ကျွန်တော်ဈေးအကြောင်းလည်းပဲပိတ်သွားတယ်။လက်ရှိအချိန်ကြီးပေါ့နော်ဈေးအကြောင်းရှိနေစေဖြစ်တဲ့ကမ္ဘာရွှေစည်းရာဒီနေ့တရက်တာမှာ ဈေးအကြာဆက်ကောင်းပြီးတော့၄တောင်အောက်တည်ပါစင်းနိုင်မလားဒါမှမဟုတ်ရင်ကျွန်တော်ဈေးအသက်ပြန်လာမလားဆိုတာကိုတော့ကမ္ဘာရွှေရဲ့ဈေးအသက်ကြာချက်ကိုကြည့်ပြီးတော့ကျွန်တော်တို့သုံးသပ်ကြည့်လိုက်အောင်ဒီမှာတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပြီးခဲ့တဲ့ဘုရုံနေ့ကဒါဈေးအကြာတော့ကျွန်တော်တို့ခက်ချီးချီးတုံးမြင်ခဲ့ရတယ်မနေ့ကမှန်တယ်ကျွန်တော်ဈေးနည်းနည်းတော့ပြန်တက်ခဲ့ပဲဆိုပေမဲ့လည်းတစ်ရက်လုံးအတိုက်တရာဈေးအကြာအားနဲ့ပဲဈေးအကြာအသင့်တင့်နဲ့ပိတ်ခဲ့တယ်ပေါ့နော်ကျွန်တော်အောက်ဘက်မှာဆိုရင်ကျွန်တော်4030နဲ့4040ဈေးတန်းအဲ့ဈေးတန်းဒီကြာပြီးမှပြန်ကန်တက်လာအောင်တွေ့ရတယ် အဲ့တော့ဖြစ်တဲ့အခါကျွန်တော်တို့ကအကြံပြအောင်မကြည့်မယ်ဆိုရင်ကျွန်တော်4030ဝင်းကျင်မှာကပ္ပချွေစီကလက်ရှိကပ္ပ4030ဝင်းကျင်ကကပ္ပချွေရဲ့လက်ရှိကျွန်တော်တို့တမန်းဆောင်ဖြစ်နေတယ်လို့ပြောလို့ရတယ်။ဝယ်လူအားတွေဝင်လာတဲ့ဆောင်ဖြစ်နေတယ်လို့ပြောလို့ရတယ်။ဒီမှာဆိုရင်ကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ကပ္ပချွေစီပေါ့နော်ဆိုတော့တက်လာတဲ့အချိန်တုန်းကလည်းဒီ4030ဝင်းကျင်က ဒီ demands အဲ့တော့ဆိုရင်တော့ကျွန်တော် supply ဆုံးဖြစ်ခဲ့တယ်ပေါ့နော် supply ဆုံးဖြစ်ပြီးတော့ဒီကိုဖောက်တက်တဲ့ခါမှာတောက်လျှောက်တက်သွားတာပေါ့နော်လက်ရှိမှာတော့ကျွန်တော်တို့ demand ဆုံးပုံစံဖြစ်နေတယ်ကျွန်တော်တို့ဝယ်လိုအားတွေဝင်လာနိုင်တဲ့ဈေးတန်းဆုံးဖြစ်နေတယ်ကမ္ဘာ့ရွှေ့ဈေးကဒီနေ့ကမ္ဘာ့ရွှေ့ဈေးကဈေးဆက်ကျဖို့အတွက်ဆိုရင်ကျွန်တော်တို့4030အောက်ကိုကျွန်တော်တို့ဖောက်ကျနိုင်ဖို့လိုအပ်တယ်ပေါ့နော်4030အောက်ကိုအကောင်းကောင်းနဲ့ဖောက်ကျနိုင်တယ်ဆိုရင်တော့ဈေးအကျပဲဆက်သွားလိမ့်မယ်ခင်ဗျဟုတ်ပြီအဲ့ဆိုကျွန်တော်ဈေးအသက်ဘက်ပြန်သွားနိုင်တာကျွန်တော်တုံးတက်ကြည့်လိုက် ျွန်တော် ပြောခဲ့လို့ပေါ်ပဲဈေးကကျလာပြတယ်တောက်လျှောက်ကျလာတယ်ဒီမှာဈေးကကျွန်တော်တို့အာဘူအင်ကာနဲ့ပတ်သက်ဖို့နှစ်ရက်ပေါင်းပါဗျာကျွန်တော်တို့ပွိုင်ပေါင်း300ကျော်လောက်ပစ်ပေါင်း300ကျော်လောက်ကျလာတဲ့အနေအထားမှာကမ္ဘာ့ရွှေဈေးပြန်တက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကအတိပြုချက်ဆောင်ဖို့လိုအပ်တယ်ခင်ဗျာဘယ်လိုအတိပြုချက်လဲနံပါတ်1ပေါ့နော်တရက်တာမှာကျွန်တော်တို့ဒီလိုဈေးအသက်3ပြန်ပြီးဖို့လိုအပ်တယ်ဈေးအသက်3ဗျာဘော်ဒီအသင့်သင့်ရှိတယ်ဗျာဒီလိုအသက်အားအသင့်သင့်အားကောင်းတဲ့ဈေးအသက်3တထုံပြန်ပြီးဖို့လိုအပ်တယ် အဲ့လိုမျိုးဈေးအသက်သုံးတသုံးပြန်ပြီးသွားတယ်ဆိုရင်တော့ကမ္ဘာရွှေကိုကျွန်တော်ပြန်ဝယ်သင့်မယ်။နောက်ဆိုတည့်ရတာမှာကျွန်တော်ဈေးအသက်အားအသင့်တင့်နဲ့ပြီးသွားခြင်းကကမ္ဘာရွှေဈေးကအောက်ဈေးမှာဝယ်လိုအားတွေဝင်လာတာကိုကျွန်တော်တို့ဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျ။အဲ့လိုဝယ်လိုအားတွေဝင်လာတဲ့အခါမှာကျွန်တော်ကရှင်းပါကျွန်တော်လိုက်ပြီးဝယ်ရမှာဖြစ်ပါတယ်ဈေးပြန်တက်နိုင်တယ်။ဒါမဲ့မနေ့ကလည်းကျွန်တော်ဈေးအကျနဲ့ပြီးခဲ့တယ်။ဈေးအကျမှန်တယ်။ body လေးသေးလာတော့မှန်တယ်ဒါပေမဲ့ဈေးအကျအတင်းတင်းရှိတယ် ဒီနေ့မှဒီနေ့မှလည်းအခုချိန်ဒီပြကျွန်တော်ဈေးအကျပြနေတော့မယ်ဒီနေ့သားမှာကျွန်တော်တို့ကဈေးကွက်လာရတိုင်းလိုက်ပြီးတော့အယောင်းဝယ်လုပ်မယ်ဆိုရင်ကျွန်တော်ဒီနေ့သားမှာဝယ်တာအနေရယ်များတယ်ဟုတ်ပြီအဲ့လိုပြောလို့ပေါ့နော်ကျွန်တော်အောက်ဈေးပြဒီ၄၁၀ဒီဘိုင်းမှာဝယ်လို့မရဘူးလားရတော့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဖြစ်နိုင်မယ်ဆိုရင်ဈေးကွက်လာရတိုင်းလိုက်တာကတော့ပို့ပြီးတော့အဆင်ပြေလိုက်လက်ရှိဖြစ်နေတဲ့ဈေးကွက်ရေးတူလာရတိုင်းပေါ့နော်ဒီဒီဒီမှာတော့ဆိုရင်လည်းကျွန်တော်တို့ရောင်းခက်ရောင်းတဲ့လူတွေရှိအောင်ရှိမယ်ပေါ့ဒီမှာဆုံးအောင်ဆိုရင်အတက်လာရအကောင်းနေအတက်လာရအကောင်းတဲ့အချိန်မှာကျွန်တော်ဝယ်တာ အဲ့တော့အနေငယ်ကင်းတယ်ပေါ့နော်ရောင်းရောင်းလို့မရဘူးလားရလိုက်ဒါပေမဲ့ရောင်းတာကခုနကပြောလို့ပေါ့နော်ကြတာကခက်ပါးပါးပဲပြန်ကြတယ်ပြီးတော့တက်တာများတယ်ဒီမှာလည်းပြကျွန်တော်ရေတိုးဒါကျွန်တော်ရေရှည်လို့မပြောသေးဘူးနော်ရေတိုးအကြလေးစနေဒီချိန်မှာကျွန်တော်တို့ကဝေတာနဲ့ရောင်းတာဆိုရင်ပြန်မတက်နိုင်ဘူးလားတက်နိုင်တယ်ဒါပေမဲ့ဝေတာနဲ့ရောင်းတာမှာဆိုရင်ရောင်းတာပို့ပြီးတော့ risk နည်းနိုင်တယ်ဝေတာက risk များနိုင်တယ်ခင်ဗျအဲ့နောက်ပြတဲ့အခါမှာကျွန်တော်ဒီနေ့ကဘာချွေစီရလဲအယောင်းဘက်ကိုကျွန်တော် ပို့ပြီးတော့ကျွန်တော်တို့အားပေးရမှာဖြစ်ပါတယ်ပို့ပြီးတော့အားထားမှာဖြစ်ပါတယ်ဝယ်လို့မရဘူးလားရတယ်ဈေးပြန်ဆွဲတင်တာမျိုးတွေရှိနိုင်တယ်ဘာလို့လဲမသိမဲ့ဆိုကျွန်တော်ဈေးကွက်ရဲ့သဘောတဘာဝါရအဲ့လိုစန်းချင်းတင်အမြင့်ဆုံးဈေးရနေပြန်ကြပြီဆိုဈေးရတခါတလေတောက်လျှောက်ထိုးကြသွားရဆိုင်အဲ့လိုပြန်ပြန်ကန်ပြီးတော့အဝယ်သမားတွေကိုဆွဲသေးတယ်ခင်ဗျအဝယ်သမားရဲ့ဘာဖြစ်လဲလဲမသိဘူးတောက်လျှောက်တက်လာခဲ့တဲ့ဒီမှာသူတို့သူတို့ရဲ့စိတ်ထဲမှာဆွဲမြဲနေတဲ့အရာကဈေးပြန်ကြရင်ဝယ်ရမယ်အချိန်တန်ရင်မြတ်မယ် အဲ့ဒီအတွေ့ခေါ်ကြီးကလွမ်းမို့နေရပြတကဒီလိုဈေးအကြတွေမှာလိုက်ဝယ်မှာပေါ့နော်လိုက်ဝယ်တဲ့အခါမှာကျွန်တော်တို့ဟာဈေးရအဲ့ချိန်မှာကျွန်တော်တို့ပြန်ပြန်ဆွဲတင်ပြသွားရခေါင်းဥပမာဒီနေ့မနက်လုံလုံပြ၄၁၃၀ပါဆွဲတင်ဆွဲတင်ပြတဲ့အခါမှာဟာဈေးပြန်တက်ပြီပဲဆိုတော့အဲ့ဒီအတက်မှာလိုက်ဝယ်တဲ့လူတွေရှိရဲဒါမှမဟုတ်ကျွန်တော်တို့နည်းနည်းပြန်အကြမှာလိုက်ဝယ်လူတွေရှိမယ်အခုဆိုရင်ကမ္ဘာ့ချွတ်ဈေး၄၁၀နာကနေကျွန်တော်တို့ပြန်ပြန်ကန်တက်နေရပြတကဒီနေ့ပြ၄၁၀နာကိုဈေးပြန်ကျပြီဆိုရင်အဲ့ဈေးတန်းစုံမှာဝယ်မဲ့လူတွေအများကြီးရှိလိမ့်မယ် ဈေးကွက်ထဲမှာလက်ရှိမှာပြကျွန်တော်တို့အရောင်းဝယ်တဲ့လူကျွန်တော်တို့အရောက်၁၀၀မှာအရောက်၈၀လောက်ကအဝယ်ဘက်ကိုအာတန်နေကြလိမ့်မယ်ဘာလို့လဲမဲ့ဆိုဒီမှာရက်၂လနီးပါးတက်လာခဲ့တာ哦သူတို့စိတ်ထဲမှာဈေးကပြန်တက်အောင်မယ်ကြိတ်ဒီဘောက်ပြန်တက်မယ်ဆိုရတာအတွေ့ကြီးလွှမ်းမိုးနေတဲ့ခါမှာဝယ်ကြမှာပဲဒီမှာ၄လောက်၁၀လောက်ပါဦးမှာဝယ်တဲ့ခါမှာရေတိုလေးတော့ပြန်တက်နိုင်ပြပခဥမာလက်ရှိရောက်နေလဲ၄လောက်60လေး၄လောက်100လေး၄လောက်130လေးပါညာပြန်တက်နိုင်ဒါပေမဲ့ဟိုးပေါ်ဒီပြန်တက်ဖို့ကကျွန်တော်ပြောခဲ့သလိုမျိုးပဲကျွန်တော်တို့ တရက်တာမှာဈေးအသက်အားအတင်းတင်းနဲ့ပိတ်နိုင်ဖို့လိုအပ်ပါတယ်အဲ့လိုပိတ်နိုင်ခဲ့တယ်ဆိုရင်တော့ကျွန်တော်ဒီပေါ်တွေပြ4300ကျွန်တော်လက်ရှိချိန်ဒီအမြင့်ဆုံးမြင်ခဲ့ရလဲ4380တွေပါတယ်ကိုကျွန်တော်ပြန်မြင်ရနိုင်တယ်မဟုတ်ရင်တော့လက်ရှိမှာမြင်ရဖို့မလွယ်သေးဘူးပြကပ္ပချွေစီဈေးအကြအားဆက်ရှိနိုင်တယ်ဟုတ်ပြီတရက်တာပြတခါကြီးတရက်တရက်တစ်နဲ့ပြကျွန်တော်ကပြဟိုမှာအင်္ဂါနေ့ရဆိုတရက်တစ်နဲ့ပစ် point 200ကျော်တော့ထိုးကြခဲ့တာဆိုတော့ကျွန်တော်တို့ဟိုမှာတရက်ထက်နဲ့ပြကျွန်တော် point 200တော့300ကျော်တွေတက်သွားရင်ဘယ်လိုလုပ်မလဲပေါ့နော်အဲ့လိုမျိုးအနေထားမျိုးရှိလာနိုင်တယ်ဆိုရင်ကျွန်တော်ကဘာနဲ့ကြည့်ရမလဲမေးမယ်ဟုတ်ပြီတရက်တာကအချိန်ကအရန်ကြလုံးတယ်ဆိုရင်ကျွန်တော်ကဘယ်လောက်နဲ့ကြည့်မလဲလို့မေးမယ်ဆိုရင်ကျွန်တော်တို့အချိန်တနာရီအတိုင်းတာလုံးနဲ့လည်းကြည့်လို့ရတယ်ပြဿနာမရှိဘူးနော်အာဖြစ်နိုင်ရင်တော့အချိန်တနာရီတက်တာစားအချိန်၄နာရီအတိုင်းတာနဲ့ကြည့်တာတော့ပိုအဆင်ပြေလိမ့်မယ်ဗျအချိန်၄နာရီအတိုင်းတာရကျွန်တော်တို့ကဘာရွှေစီက ဒီပေါ့နော်ကျွန်တော်တို့ဒီ4150ဈေးတန်းအထက်မှာအချိန်၄နာရီအတိုင်းတာအရာကဘာရွှေဈေးရပါဘောနော်အဲ4150ဈေးတန်းအထက်မှာဖောက်တက်ပြီးတော့ဘောနော်ဈေးအတက်အားကောင်းကောင်းနဲ့ဖောက်တက်ပြီးတော့ပိတ်သွားခဲ့တယ်ဆိုရင်ကျွန်တော် market ခေါ်ရဆို H4 ဘောနော်၄နာရီကျွန်တော်ဘဲဘူကန်နက်စတစ်ဘောနော် H4 ဘူကန်နက်စတစ်၄နာရီအတိုင်းတာနဲ့အပိတ်ဈေးက 4150ဈေးတန်းအထက်မှာဈေးအတက်အားကောင်းကောင်းနဲ့ဖောက်တက်ပြီးပိတ်ခဲ့တယ်ဆိုရင်တော့ကမ္ဘာရွှေဈေးကဈေးပြန်တက်သွားနိုင်တယ်ခင်ဗျကျွန်တော်ဒီဘောတော့4300ဒီကျွန်တော်လက်ရှိချိန်ဒီအမြင့်ဆုံးမြင်ခဲ့ရတဲ့4380ဒီဈေးအတက်ပြန်မြင်သွားရနိုင်တယ်အဲ့လို4150ဈေးတန်းအထက်မှာကျွန်တော်တို့အချိန်၄နိုင်အတိုင်းတာအပိတ်ဈေးနဲ့ဖောက်တက်ပြီးမပိတ်မချင်းတော့ကမ္ဘာရွှေကိုကျွန်တော်ရေတိုးဈေးအကြအဆက်ရှိနေအောင်မယ်ဆက်အားကောင်းနေအောင်မယ်လို့ကျွန်တော်သုံးသပ်ထားတယ်ခင်ဗျ အဲကြောင့်မို့ကျွန်တော်တို့ဒီနေ့ကပ္ပချွေဆေးကိုဒီ4.50ဆေးတန်းအထက်မှာအချိန်၄နာရီအတိုင်းတာအပိတ်ဆေးနဲ့ဖောက်တက်ပြီးရောမနော်မပိတ်နိုင်မချင်းကပ္ပချွေကိုကျွန်တော်ဈေးတက်တန်းရောင်းဖို့အားပေးခြင်းနဲ့ဘယ်ဈေးရနေ့မှာကျွန်တော်ရောင်းတင်လဲကျွန်တော်တို့ရောင်းတင်တဲ့ဈေးရလေးတွေကတော့ကျွန်တော်တို့ရောင်းတင်တဲ့ဈေးရလေးကိုကျွန်တော်အချိန်၄နာရီအတိုင်းတာနဲ့ကျွန်တော်ပြပေးမယ်၄နာရီနဲ့ကြာနည်းနည်းလေးကြည့်ရတာတင်းနေလို့ပေါ့နော် အချင်းတနားရဲ့အတိုင်းအတာနဲ့ကြောင့်ပြပေးမှဆိုရင်ရောင်းတင်းတဲ့ဈေးနှုန်းလေးနဲ့ဗယ်ဈေးနှုန်းလေးရှိလဲလို့မြင်မှဆိုရင်ကျွန်တော်တို့အာ၄၁၀၀ကျွန်တော်တို့30ဈေးနှုန်းဆုံးပေါ့၄၁၀30နဲ့ကျွန်တော်တို့ဒီဈေးနှုန်းဆုံးလေးပေါ့၄၁၀30ကျဈေးနှုန်းဆုံးဒီဈေးဆုံးကြည့်မယ်အနည်းဆက်ဆုံးနေမယ်ပေါ့၄330နဲ့၄330ကြာဈေးတန်းဆုံးရှိမယ်အဲ့ဈေးဆုံးမှာရောင်းလို့ရပါတယ် အရှုံးပိုင်းဈေးတန်း4330အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းကတော့ကျွန်တော်တို့လက်ရှိချိန်ဒီအနေဆုံးကြခဲ့တာကျွန်တော်လင်းနဲ့တက် sorry sorry ကျွန်တော်မပြောပြော4030ပေါ့နော်4030ဒီအနေဆုံးကြခဲ့တာဖြစ်တဲ့ကပါ4020ဒီပိုင်းဒီ target ထားလို့ရတယ်အနေဆုံးကျွန်တော်အမြတ်ပြောမယ်ဆိုရင်ဒီနေ့နဲ့မနက်ဖြန်မှာကဘာရွှေစရာ4000ဈေးတန်းအောက်လောက်ဖောက်ကြပြီးတော့ကျွန်တော်အောက်ဘက်က3950ဈေးတန်းနေအထိကျွန်တော်ကတော့ဈေးအကျဆက်သွားလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားတယ်ပေါ့နော် ကျွန်တော်တူတဲ့အမြင်ရပါတော့ကျွန်တော်သုံးသက်ချက်ကလည်းမှားကောင်းလည်းမှားနိုင်တယ်เนาะကျွန်တော်ဆိုရင်ဟိုမှာအာဈေးအတက်တွေတုန်းကလည်းကျွန်တော်4200လောက်မှာဈေးအတက်တန့်သွားမယ်ဆိုကျွန်တော်မှန်းခဲ့တာဒါပေမဲ့ဈေးက4300 4400လောက်ရောက်မှာပဲအတက်တန့်သွားတာဖြစ်တဲ့ခါမှာကျွန်တော်သုံးသက်ချက်တွေကလည်းကျင်းတီပေါ့မှန်မယ်လို့မဆိုလိုပါဘူးမှားနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်သုံးသက်ချက်ကိုကျွန်တော်ယုံကြည်ချက်ရှိရှိနဲ့ပြောရမယ်ဆိုရင်ကမ္ဘာချွေဈေးကျွန်တော်ဒီနေ့နဲ့မနဲ့ပြတ်ပါတော့ကျွန်တော်မနေ့ကမှန်းခဲ့တာတော့ဒီနေ့နေ့လေလောက်အတွင်းကိုကျွန်တော်မြင်ရမယ်မှန်းထားတာပေါ့ဒါပေမဲ့လက်ရှိအခြေအနေကတော့ ဖြစ်နိုင်ကြတော့နင်းနေပါပြီအဲ့အဘက်ကကျွန်တော်ထပ်ပြီးသုံးသပ်မယ်ဆိုရင်ဒီနေ့နဲ့မနေ့ဖြန်မှာအာဖြစ်နိုင်ဒီနေ့ညတော့ဖြစ်နိုင်တယ်ပေါ့နော်ဒီအဲ့3950ဈေးနှုန်းကိုကျွန်တော်မြင်ရမယ်လို့သုံးသပ်ထားပါတယ်အဲ့ကြောင့်ကျွန်တော်ရောင်းမယ်ဆိုရင်တော့ကျွန်တော်အမြတ်ပိုင်းဈေးနှုန်းကိုကျွန်တော်3950 3960လောက်ပြီးမှာဖြစ်ပါတယ်ဟုတ်ပြီဒါတော့ပထမရောင်းတဲ့ဈေးနှုန်းဆိုဒုတိယရောင်းတဲ့ဈေးနှုန်းဆိုအချင်းပါလေဒီ4150နဲ့အဲ့4160ပေါ့နော်အာ60ကြာဈေးနှုန်းဆိုမှာကမ္ဘာရွှေဈေးပြန်တက်ခိုင်းထက်ရောင်းပါ ်အရှုံးပိုင်းဈေးတန်း4160အထက်မှာလလုကင်းကင်းပေးပါအမြတ်ပိုင်းဈေးတန်းကျွန်တော်ခုနပြောလို့ပဲ4020အနည်းဆုံးပေးလို့ရတယ်အများဆုံးနေနဲ့ကျွန်တော်ကြမယ်လို့မှန်းထားလိုက်3950 3960ဈေးတန်းဆုံးကြမှာပေးလို့ရပါတယ်ဟုတ်ပြီဒါကအယောင်အတွက်ပေါ့နော်ကျွန်တော်ဒီနေ့အတွက်ပေါ့နော်အဝဲကိုဘယ်ချိန်မှစဉ်းစားမလဲလို့မိမယ်ဆိုရင်ဒီ4350ဈေးတန်းအထက်မှာကဘာရွှေစီကျွန်တော်ခုနပြောခဲ့လိုမျိုးအချိန်၄နိုင်အတိုင်းတာပိတ်စီကျွန်တော် market ခေါ်ရ H4 bull candlestick နဲ့ဖောက်တက်ပြီးပိတ်သွားရင်တော့ ျွန်တော်အဝယ်ပြန်စဉ်းစားပါအောင်အဲ့လိုဖောက်ပိတ်သွားရေဆိုရင်ကျွန်တော်ဈေးပြန်အကြမှာကျွန်တော် live ဝင်မယ်အမြတ်ပိုင်းဈေးတန်းကျွန်တော်4250လေး4300ဒီထိယူပဲအချုံပိုင်းဈေးတန်းကတော့ကျွန်တော်တို့4130ဟောလောမှာဘေးမှာဖြစ်ပါတယ်ခင်ဗျဒါအပေါ်ဖောက်တက်သွားရင်ကျွန်တော် live ဝင်ပါဘောနော်ဒီ၄၅၀ထက်မှာအချိန်၄နာရီအတိုင်းတာပေးစင်းနဲ့ဖောက်တက်ပြီးပိတ်သွားရင်ကျွန်တော်ဝင်မယ်။အောက်ဘက်မှာဆိုရင်ရောအောက်ဘက်မှာဆိုရင်တော့ပုံမှန်နေထားဆိုရင်တော့မနေ့ရက်လောက်နေထားဆိုရင်၄၁၀ဝင်ကျင်စေးကြတယ်ဆိုရင်ကျွန်တော်တို့က အဝယ်စဉ်းစားတင်တာပေါ့နော်ဒါမှမဟုတ်ကျွန်တော်ကကြာဒီနေ့အတွက်တော့4.10မှာမကြိုက်ဘူးပြဘာလို့လဲဆိုတော့4.10ဈေးတန်းကိုဆန်းတာမနေ့တော့ကနေနှစ်ကြိမ်ရှိနေဒီနေ့ပါထက်ဆန်းရင်ပြဒီ4.10ဈေးတန်းသားဈေးကြပြီးထက်ဆန်းတယ်ဆိုဒီနေ့မှာအဲ့4.10ဈေးတန်းကျိုးသွားနိုင်တယ်၃ကြိမ်၄ကြိမ်လောက်ရှိလာပြီဆိုကျိုးသွားနိုင်တာပြတဲ့ကောင်ကျွန်တော်4.10နားမှာလို့ကျွန်တော်အဝယ်မကြဘူးတခုရှိရပါကောဝယ်ချင်တယ်ဆိုရင်ဒီ4.30ဈေးတန်းနားမှာဗျာဒီလိုမျိုးဈေးအသက်တုံးတုံးပြီးတာကိုစောက်မှာအဲ့လိုဈေးအသက်တုံးတုံးပြီးသွားပြီဆိုရင်အချိန်တနားရင်အတိုင်းတာလေမော်ကျွန်တော်ခုကြည့်နေတာအချိန်တနားရင်အတိုင်းတာဖြစ်ပါတယ် ဒီအတုံးလေးတုံးကတနားကြီးအတိုင်းတာကဘာရွှေစေကိုကိုစားပြုပါတယ်ဒီလိုမျိုးအစိမ့်အောင်အတုံးလေးပေါ့နော်၄အာ၄၁၀ဈေးတန်းမှာဒီလိုမျိုးအစိမ့်အောင်အတုံးလေးတုံးပေါ့နော်အဘော်ဒီအတင်းတင်းရှိတယ်ပေါ့နော်ဈေးအသက်အတင်းတင်းရှိတယ်ဈေးအသက်တုံးလေးတုံးဒီလိုပြီးသွားပြီဆိုရင်လိုက်ဝယ်ပါဝယ်လို့ရပါတယ်ကျွန်တော်တို့အမြတ်ပိုင်းဈေးတန်းကျွန်တော်ဘယ်လောက်လောက်ယူလို့ရရမယ်ဆိုတော့၄၈၀လေး၄၈၀လေးတိယူပါအရှုံးပိုင်းဈေးတန်း၄၁၀အောက်လောက်မှာပေးပါအဲ့လိုပဲကဘာချွေစီပေါ်ကျွန်တော်မှန်းထားလိုက်ပြ3950လေးပါဈေးကြပြီဆိုရင်3950ဈေးတန်းဝင်းကျင်မှာ ဒီဒီနားလိုရမယ်ပေါ့နော်ကျွန်တော်တို့အချိန်တတိုင်းအတိုင်းတာနဲ့ဈေးအသက်၃တထုံ body အတင်းတင်းရှိတယ်ပေါ့နော်ဈေးအသက်၃တထုံပြီးသွားပြီဆိုရင်ကဘာရွှေကိုကျွန်တော်တို့အဲ့3950ဈေးတန်းနားမှာပြောင်းပွဲလို့ရပါတယ်အမြတ်ပိုင်းဈေးတန်းကျွန်တော်တို့4030တွေ4020တွေမှာအမြတ်ပိုင်းပါအရှုံးပိုင်းဈေးတန်း3950အောက်မှာပြေးပါဒါပေမဲ့ကျွန်တော်ကဒီနေ့ကျွန်တော်တဝူတဲ့အမြင်အရကျွန်တော်အယောင်းကိုပို့ပြီးတော့ဦးစားပေးခြင်းခင်ဗျာ အဝယ်တက်ဆိုင်ကျွန်တော်အရောင်းကိုပို့ပြီးတော့သဘောကျပြီတဲ့။ကျောင်းတဲ့အခါမှာလည်းကျွန်တော်တို့အမြင်ဈေးကိုစောင့်ရအောင်ပဲဗျာနော်။လက်ရှိဈေးတွေကရောင်းလို့မရဘူးလား။ရတော့ရတယ်ဒါပေမဲ့ risk များများယူရလိမ့်မယ်။ကျွန်တော်တို့ risk နည်းနည်းပဲယူချင်တာဖြစ်တဲ့အခါမှာကျွန်တော်အမြင်ဈေးတွေကိုစောင့်ပြီးရောင်းမှာဖြစ်ပါတယ်။ကျွန်တော်မှန်းထားတယ်ပေါ့အဲ့အမြင်ဈေးတွေကိုမရောက်ဘဲကျသွားရောဘယ်လိုလုပ်မလဲ။ကြသွားလိုက်ကျွန်တော်ဒီတိုင်းပဲထိုင်စောင့်ကြည့်နေမှာဖြစ်ပါတယ်။ဘာလို့လဲမဲ့ဆိုလက်ရှိကပ္ပချွေစရာမှတ်ထားပါကျွန်တော်ကဈေးအလုတ်ခက်ကြမ်းတမ်းတာဖြစ်တဲ့အခါမှာကျွန်တော်တို့က risk management လုပ်ဖို့လိုအပ်ပါတယ်။ ဲ့လို risk management လုပ်ဖို့တော့ကျွန်တော်ကဝယ်မယ်ဆိုရင်လည်းအောက်အကြဆုံးစီအနေဈေးကိုကျွန်တော်စောင့်ဝယ်ရမှာဖြစ်ပါတယ်။ဒါမှသာ risk management လုပ်ရတာတနည်းအားဖြင့်ပြကျွန်တော်အရှုံးပိုင်းဈေးတန်းတွေပါတယ်ပေးရတာအဆင်ပြေမှာဖြစ်ပါတယ်။ရောင်းချင်ရင်လည်းကျွန်တော်အမြင့်ဈေးပေါ့နော်။မဒီနေ့တော့ဆိုအမြင်စရာဘယ်လောက်လဲ၄130လား၄330 30ကြာဈေးတန်းစုံလားဒါမှမဟုတ်450နဲ့460ကြာလားအဲ့ဈေးဈေးတန်းတွေကိုစောင့်ပြီးမှရောင်းတာအမြင်ဈေးတန်းတွေကိုစောင့်ပြီးမှရောင်းတာပို့ပြီးတော့အဆင်ပြေပါတယ်ကိုယ့်အတွက်လည်း risk management လုပ်ရတာအဆင်ပြေနိုင်ပါတယ်ခင်ဗျ အဲ့ဒါဖြစ်တဲ့အခါကျွန်တော်ကတော့အဝင်မယ်ဆိုရင်အနေဆုံးစေးစောင့်ဝယ်မယ်ရောင်းမယ်ဆိုရင်ကျွန်တော်အမြင်စေးတွေကိုကျွန်တော်စောင့်ပြီးရောင်းမှာဖြစ်ပါတယ်ကိုက risk များများယူနိုင်တယ်ဆိုရင်ဒါဈေးကျမယ်မှန်းထားတယ်ဗျာဒါမှမဟုတ်ဈေးတက်မယ်မှန်းထားတယ် risk များများယူနိုင်တယ်ဆိုရင်လည်းလက်ရှိဈေးကနေပြီးတော့ကျွန်တော်တို့အဝယ်ရောင်းလုပ်မယ်ဆိုလည်းရပါတယ်ခင်ဗျာပြီးတော့ကျွန်တော်ဒီနေ့တရက်တာပိတ်စေးပါဒီနေ့တရက်တာပိတ်စေးကဘယ်မှာပိတ်ရင်ကဘာကျွေးစေးဈေးဆက်တက်နိုင်မလဲဘယ်အောက်မှာပိတ်ရင်ဈေးပြန်ကျနိုင်မလဲဟုတ်ပြီအဲ့အရာလေးကိုကျွန်တော်တို့သုံးသပ်ကြည့်လိုက် ဒီနေ့တရက်တာပိတ်စေရကျွန်တော်တို့ကမှကျွန်တော်ဒီမြင်းလေးကိုဖြတ်လိုက်အောင်ပေါ့နော်ဒီမြင်းလေးလေးကျွန်တော်တစ်ချက်ဖြတ်လိုက်အောင်ကြည့်ရတာရှုံနေတယ်ပေါ့နော်ကျွန်တော်ဒီကပားရွှေစေးတက်ကြောက်ချက်ကိုကြည့်ပြီးဆိုရင်ကျွန်တော်ကဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ကရှင်းနေနေရအကောင်းဆုံးပဲပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့ဒီမှာအင်ဒီကေတာတွေဘာနဲ့ရှုပ်ရှက်ခံနေကြရှင်းတယ်ကျွန်တော်တို့ဒီကန်တရဲ့သဘောတဘာဝလောင်းကောင်းကောင်းမကြည့်နိုင်အောင်ဆိုရင်ကျွန်တော်ကဈေးအတက်ကြောင်မှန်းပူတာခင်းရင်းတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်တရက်တာအပိတ်စေးကျွန်တော်ဘယ်အောက်ပိတ်ရင်ကျွန်တော်တို့ ဈေးပြန်ကြဈေးဆက်ကြမလဲပေါ့။နောက်ရက်မှာဈေးအကြာဆက်ကောင်းနိုင်တယ်။တရက်တာအပိတ်ဈေးကျွန်တော်တို့ဘယ်ပေါ်ပိတ်ရင်ကျွန်တော်တို့ဈေးအသက်အားပြန်ကောင်းနိုင်မလဲ။ကျွန်တော်အရာလေးကိုကျွန်တော်သုံးသပ်ကြည့်မယ်။ဟုတ်ပြီကျွန်တော်တရက်တာအပိတ်ဈေး4080အောက်ပိတ်ဖို့4080အောက်ပိတ်နိုင်ခဲ့တယ်ဆိုရင်ဒီနေ့တရက်တာအပိတ်ဈေးပဲနော်။အနည်းဆုံး4080အောက်ပိတ်နိုင်ခဲ့တယ်ဆိုမနေ့ပြန်ဈေးအကြာအားဆက်ကောင်းမယ်ခင်ဗျ။ ဒီနေ့ဒေတာပိတ်စီလား4080အောက်ပိတ်ခဲ့မယ်ဆိုရင်မနေ့ပြန်ဈေးအကြအားဆက်ကောင်းမယ်ဒီနေ့မှာ4000အောက်မမြင်ခဲ့ရရင်တော့မှမနေ့ပြန်မှာ4000အောက်မြင်ရလိမ့်မယ်ခင်ဗျ4080အောက်မှာအ ਨੇ စုံတည့်ရတာဈေးပိတ်ဟုတ်ပြီနောက်တစ်ခုကကြာကျွန်တော်တို့အတက်ဖက်ပေါ့နော်အတက်ဖက်ဆိုရင်ကျွန်တော်ကဘဲအတက်ဖက်ဆိုရင်ကျွန်တော်ကဘဲပေါ်ဈေးပိတ်ရင်ဈေးဟောဖြစ်မလဲဒီနေ့တည့်ရတာအပိတ်ဈေးတာလीကျွန်တော်4760အထက်မှာ တရက်တာဈေးပိတ်နိုင်ခဲ့တယ်ဆိုရင်ဒီတိ60ထက်မှာတရက်တာဈေးပိတ်နိုင်ခဲ့တယ်ဆိုရင်မနေ့ဖြန်မှာကျွန်တော်ဈေးအတက်အားပြန်ကောင်းတာကိုကျွန်တော်မြင်ရနိုင်တယ်4300လေးဘာအထိကျွန်တော်အတက်အားပြန်ကောင်းတာမျိုးကျွန်တော်မြင်ရနိုင်ပါတယ်ခင်ဗျအဲ့ဒါကြောင့်ဒီနေ့တရက်တာပိတ်ဈေးက4080အောက်ကိုပိတ်နိုင်မလားဒါမှမဟုတ်ကျွန်တော်တို့4760အထက်မှာပိတ်နိုင်မလားစောင့်ကြည့်ရမှာဖြစ်ပါလေတကယ်လို့ဈားထဲမှာပဲပိတ်သွားတယ်ဆိုရင်တော့ကဘာရွှေဈေးက ဒီပေါ့နော်၄တောင်တရာတွေ၄တောင်ဈေးတန်းအဲ့ကြားမှာပဲအခုလိုမျိုးဈေးငိမ့်တက်အနေထားပေါ့နော်လက်ရှိဒီမနက်ဆိုဈေးငိမ့်တက်အနေထားပြည်နေလို့ပြည်နေလို့ပြောလို့ရတယ်ကျွန်တော် market ကိုဆက်ခွေးပေါ့နော်အခုလိုမျိုးဈေးငိမ့်တက်အနေထားပြေးဖို့အလားလားပိုများသွားနိုင်ပါတယ်ဒေဒီ60အထက်မှာပိရင်မနက်ပြန်ဈေးအတက်အားကောင်းကောင်းလာမယ်၄80အောက်မှာအနည်းဆုံးပိတ်တယ်ဆိုရင်မနက်ပြန်ဈေးပြန်ကြမယ်ဈားထဲမှာပိတ်သွားရင်နော်ဒီနာနေ့မှာဈေးငိမ့်တက်မှုအနေထားပိုများသွားနိုင်ပါတယ် ောက်ပြီးဒါလေးကကျွန်တော်နီးပညာပိုင်းအောင်တော့တစ်ချက်ပါနော်သတင်းပိုင်းကိုကျွန်တော်တွားကြည့်အောင်ဒီကလာမှာ breaking news ကတော့ကျွန်တော်တိတ်မထွက်တော့အာ trend trend နဲ့ချီချင်းပင်တွေးဖို့ပြတ်တဲ့သူ trend နဲ့ပူတင်တွေးဖို့ပြတ်တဲ့ဆိုတဲ့သတင်းတွေရှိရပါတော့အဲ့ဒီသတင်းတွေကလည်းလက်ရှိမှာဈေးကွက်ပေါ့ effect မရှိဘူးမဲ့ပြောချင်တာသူတို့တွေးဖို့ပြတ်သွားပဲပြောတာသူတို့လက်ရှိမှာသူတို့ဆက်ဆိုင်အနေထားပေါ့နော်ဥမာပူတင်နဲ့ trend ဆိုရင်ကျွန်တော်ရုရှားတမန်တော်ပူတင်နဲ့အမေရိကန်တမန်တော် trend ဆိုရင်သူတို့ရုရှားနဲ့ယူကရိန်းစစ်ပွဲကိစ္စတိုင်းတင်းမာနေတဲ့အနေထားမျိုးတော့မရှိသေးဘူးပြီးရင် အဲတရုတ်နဲ့အမေရိကန်လက်ရှိမှာကုန်သွယ်ရေးစနစ်နဲ့ပတ်သက်ပြီးတော့သူတို့ဘာမှထပ်ပြီးတော့ပြောထားမရှိသေးဘူးကောတဖန်တဖန်သူတို့ချင်းချောင်းတာမရှိသေးတာပတ်သက်ကမှာလက်ရှိမှာဈေးကွက်ထဲမှာ breaking new ကင်းစင်နေရလို့ပြောလို့ရပါတယ်ဒါပေမဲ့ breaking new ရဲ့သဘောတဘာအတိုင်းဘဲချင်းဘဲဘဲနေရမှာဘလို့ထပ်ဖို့မလဲမသိနိုင်တာပေါ့သတိတော်ထားပါနော်အဲ့ဒါပတ်သက်ကဒီနေ့ညမှာတော့ကျွန်တော်ကအမေရိကန်နိုင်ငံနဲ့သက်ဆိုင်တဲ့စီးပွားရေးသတင်းတွေရှိပါတယ်ဒီနေ့ညမှာဆိုရင်ကျွန်တော် အပတ်စဉ်ထုတ်ပြန်နေကြအမေရိကန်နိုင်ငံရဲ့အလုံးလက်မဲ့စစ်တမ်းသုံးသပ်ရှိတဲ့ Initiative Jolla Glen အာအရင်အပတ်ကတော့ 218k ထွက်တယ်ဒီတစ်ခေါက်မှတော့တိုးလာမယ်မှန်ထားတယ် 223k ထွက်ထွက်မယ်လို့မှန်ထားတယ်ဒါကတော့မဆန်းပါဘူးကျွန်တော်လက်ရှိမှာပြအမေရိကန်နိုင်ငံစီးပွားရေးကကျွန်တော်တို့ကတော်တော်လေးစိုးနေရဖြစ်တဲ့ခါမှာအလုံးလက်မဲ့နှုံထားတိုးလာမယ်လို့မှန်တာတော့တိတ်ပြီးတော့ဒါထူးဆန်းတဲ့အရာမဟုတ်ဘောနော်ပြီးတော့ကျွန်တော်တို့အဲ့သူကကြောက်ဘယ်ချိန်ထွက်မယ်ဆိုဘမဆန်တော်ချိန်ည9နာရီမှာထွက်မှာဖြစ်ပါတယ်ဘမဆန်တော်ချိန်ည7နာရီခွဲမှာတော့ကျွန်တော်အင်ရန်ရောင်းချမှုနှုံထားထွက်ဖို့ရှိတယ်အင်ရန်ရောင်းချမှုနှုံထားကတော့ကျွန်တော်ပြီးခဲ့လက4မီလီယံဘောနော် အာဒီကောက်မှာတော့4.06 million ဒီမှန်တာပဲဒါကလည်းနည်းနည်းတော့ထူးဆန်းတဲ့အရာမဟုတ်ပါဘူးဘာလို့လဲမဲဆိုတော့ကြာတဲ့ရှိမှာကျွန်တော်စီးပွားရေးမကောင်းတာဖြစ်တဲ့ကလူတွေရဲ့အင်ညာရောင်းချမှုလုံးထားတော့များနေမှာပဲများနေမှာဖြစ်တဲ့ကမှာဒါတအားကြီးထူးဆန်းတဲ့နေသားမဟုတ်ဘူးဒါပေမဲ့ဒီညဒေတာတွေကကျွန်တော်ကဘာချွတ်စေးပေါ့ကွနော်ကောင်းကောင်းကြီးတရားမှုဖြစ်နိုင်တယ်ဥမာဗျာကြာနေရနေပြောအတက်ဖက်ကိုဝုန်းကနေပြန်သွားစေနိုင်တယ်အဲ့လိုပဲဟိုးအောက်ကိုထူးချစေနိုင်တဲ့သတင်းတွေတော့မဟုတ်ဘူးခင်ဗျအဲ့လိုသတင်းတွေကမနဲ့ပြန် ညမှာမှထွက်မှာဖြစ်ပါတယ်။မနေ့ကညမှာတော့အမေရိကန်နိုင်ငံရဲ့ငွေကြေးဖောင်းပွားမှုသတင်းတွေထွက်ပေါ်ရှိပါတယ်။ငွေကြေးဖောင်းပွားမှုသတင်းတွေအဲ့ဒီသတင်းတွေကတော့ကမ္ဘာ့ချွေစည်းကွက်ပေါ်ကောင်းကောင်းတည်ရောက်မှုရှိနိုင်တာမဟုတ်ဘူး။မနေ့ကညကမ္ဘာ့ချွေစည်းကအလုပ်ခက်များနိုင်ပါတယ်။အဲဒီညကမ္ဘာ့ချွေစည်းကတော့ကျွန်တော်တို့လုတ်ချင်မှလည်းလုတ်မှာဘာလို့လဲဆိုတော့ဒီရရဲ့တက်ရောက်မှုနဲ့တဲ့ဒေတာတွေဖြစ်တာဖြစ်တဲ့ခါမှာတခုတော့ရှိရပါတော့ဒီဒေတာတွေရဲ့ရလက်ကိုအကြောင်းပြုပြီးတော့ဈေးဆွဲတင်ဆွဲချတွေလောက်တာမျိုးလည်းရှိတော့ရှိနိုင်တယ်လက်ရှိကမ္ဘာ့ချွေဈေးကအာသတင်းတွေမရှိတာတော့မှဈေးလုတ်မှာဆိုသူက ား point 100လောက်ကတနေ့ကိုအေးဆေးဆေးလုံနေတဲ့အနေအထားမျိုးဖြစ်နေတယ်ခင်ဗျအဲ့ဒါပြတဲ့အခါမှာကျွန်တော်ကတင်းဒီတင်းရအဖက်မရှိတဲ့တင်းပေါ့နော်တယောက်မှနေတဲ့တင်းဖြစ်ရင်တော့မှကျွန်တော်တို့ကကမ္ဘာချွေစရာထုံးစံတိုင်းပေါ့နော်သူ့ရဲ့ထုံးစံတိုင်းပဲညာဘက်အမေရိကန်ဈေးကွက်ချိန်မှာတော့အလုတ်ခတ်တော့ရှိနေအောင်မှဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီညဒီတင်းတွေကိုတည်ထားဖို့တော့လိုအပ်ပါတယ်ဒါပေမဲ့အရန်ကြီးအဖက်ရှိရဲ့ဒေတာတွေတော့မဟုတ်ဘူးပြီးတော့တစ်ဖက်ကဒေါ်လာအင်းတက်ကိုကြည့်မယ်ဆိုလဲဒေါ်လာအင်းတက်ကလက်ရှိမှာ69နာကိုပြန်တက်နေတယ် ဒေါ်လာအင်းသက်ကတက်တော့ဒီချောင်းရဲ့ပြည်နေရမယ်69နဲ့68ချောင်းဒေါ်လာအင်းသက်ကြီးကျွန်တော်တို့ဘယ်ချိန်မှတရားနာကြီးကတ်သွားမလဲဘယ်ချိန်မှ68အောက်ကိုကျသွားမလဲဆိုတာကိုတော့ကျွန်တော်တို့နောက်တစ်ပတ်ပေါ့နော်အမေရိကန်နိုင်ငံရဲ့ဘန်ဒနိုဆော့ဘက်ကြပြီးမှာအဖြေပေါ်ဖို့များနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ထားလက်ရှိမှာတော့ဒေါ်လာအင်းသက်ကလည်း68 69ကျ69ကိုပေါ်တက်လဲနည်းနည်းပေါ့နော်အဲ့လိုနဲ့ပဲကျွန်တော်တို့ဒီနားမှာပဲဈေးငြိမ်တန်းနေဖို့များပါတယ်နောက်တစ်ပတ်ပေါ့နော်အမေရိကန်ဘန်ဒနိုဆော့ဘက်ကြထွက်ပြီးမှာပဲကမ္ဘာရွှေဈေးကွက်ရပေါ့နော်ရေဒီယိုဆက်သွားမယ်အချိန်နည်းနဲ့ ဒေါ်လာအင်းသက်ရဲ့ရည်တူဖြစ်လာနိုင်တဲ့အခြေအနေကအလားအရာကကွဲပြားမှုရှိတော့မှာဖြစ်ပါတယ်အဲပီပီပီကျွန်တော်ပုံပေါ်လာမှာဖြစ်ပါတယ်လက်ရှိမှာတော့ကမ္ဘာရွှေရောဒေါ်လာရောကနည်းနည်းလေးတော့ကျွန်တော်တို့ direction တွေရောနည်းနည်းလေးဘယ်လိုပြောမလဲနည်းလွဲနေတဲ့ပုံရှိတယ်ပေါ့သူတို့ရဲ့အဲနှစ်ခုရဲ့ချိတ်ဆက်မှုကိုလည်းကျွန်တော်တို့ကအားကြီးယူလို့အတိယူလို့မရသေးဘူးဒီကာလမှာဘာလို့လဲမလဲဆိုဒေါ်လာအင်းသက်ကြီးတက်နေပြီးတော့ကမ္ဘာရွှေစီတက်နေတဲ့အနေအထားလေးလည်းကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်တော့အမြင်ခဲ့ရတယ်လို့ ဒီပြီးခဲ့တဲ့အင်္ဂါနေ့ရလဲကျွန်တော်ဒေါ်လာအင်းသက်ကြီးလက်ကျနေလဲကမ္ဘာရွှေ့စည်းနေထိုးကြနေအနေထားမျိုးလဲကျွန်တော်မြင်ခဲ့ရပြတဲ့ခါမှာနောက်အပတ်ဘန်ဒူနိုဆိုဘချက်ထွက်ပြီးမှပဲကျွန်တော်ဒေါ်လာအင်းသက်နဲ့ကမ္ဘာရွှေ့ကိုကျွန်တော်တင်းပိုင်းရချိတ်ဆက်ပြီးတော့ကျွန်တော်စဉ်းစားတုံ့တက်လို့တော့ရလိမ့်မယ်ခင်ဗျအဲ့အကြောင်းမို့ကျွန်တော်တို့ကလက်ရှိပေါ့နော်လက်ရှိကျွန်တော်လက်ရှိကမ္ဘာရွှေ့ဈေးကွက်ကလည်းတင်းပိုင်းရကျွန်တော်ဒီနေ့ကနေပြီးတော့ကျွန်တော်နောက်တစ်ပတ်ပေါ့နော်ပိုတိုဝူနေ့လောက်ထိကတော့ ဈေးကွက်ကမောက်ကမတွေရှိလာနိုင်ပါကမောက်ကမတွေဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဈေးအတက်ကျလာရတဲ့ခါလေးမှန်းမေးရတာမျိုးရုတ်တရက်ကြီးဈေးပြည့်ဆွတ်တင်ပြီးတော့ရုတ်တရက်ကြီးဈေးထိုးကျသွားတာမျိုးတွေဖြစ်နိုင်တယ်အဲ့ဘိုဒဘူးနေပါတော့နောက်ပါဘိုဒဘူးနေအမေရိကန်ဘိုင်ဒန်လုံးဆိုဘချက်ထွက်ပြီးမှာပဲကျွန်တော်ကမ္ဘာရွှေဈေးကွက်ရဲ့လာရအချင်းဒီအမှန်ပေါ့နော်ဖြစ်လာနိုင်တဲ့ရှေ့ဆက်သွားမယ်လာရအချင်းဒီအမှန်အဲဥတီချက်တွေကိုကျွန်တော်တို့ကအဲ့ နောက်တစ်ပတ်ဘရိုမီးယားအမေရိကန်ဘယ်လိုလုပ်ဆုံးမချက်အပြီးပါပဲကျွန်တော်တို့ကကောင်းကောင်းသုံးသပ်လို့ရပါလိမ့်မယ်လက်ရှိမှာတော့ရေတိုလေးတော့ဈေးအကျကောင်းနေတယ်ဒီရေတိုဈေးအကျလည်းကျွန်တော်အမြင်တိုးတဲ့အမြင်အပြောရမယ်ဆိုရင်ကျွန်တော်တို့3900နဲ့3800ကျဈေးတန်းစုံတော့ရောက်မှတန့်သွားမလားပေါ့နော်ဘာလို့လဲမေးမယ်ဆိုရင်လက်ရှိမှာကမ္ဘာချွေဈေးကွက်အနေထားရကြာတိုင်းဝယ်မဲ့လူတွေအများစုရှိတယ်ကြာတိုင်းလိုက်ဝင်နေရလို့ရှိတယ်အဲ့အဝယ်သမားတွေကိုရှင်းတုတ်ပြချင်တယ်ဆိုရင်တော့ကမ္ဘာချွေဈေးရပါအ ਨੇ ဆုံး 3900နားလောက်တော့ကြပြရလိမ့်မယ်ဒီထက်ပိုကြမယ်ဆိုရင်တော့3800ရပါဘောเนาะအဲ့ဈေးတန်းနောက်ရောက်မှဈေးအသက်တန့်ပြီးတော့ကျွန်တော်တို့နောက်တစ်ပတ်ထရမ်ပါဘောเนาะအမေရိကန်ဘန်ဒနိုဆိုဖာချက်ကိုသူတို့စောင့်နေမယ်အမေရိကန်ဘန်ဒနိုဆိုဖာချက်ထွက်ပြီးမှစက်တက်မလားပြောစက်တက်မလားပြန်တက်မလားဆက်ကြမလားအဖြေပေါ်လာလိမ့်မယ်လို့ကျွန်တော်အမေရိကန်သုံးသပ်ထားပါတယ်ဘယ်လိုလိဖြစ်လာမလဲဆိုတော့ကျွန်တော်တော့ဆက်ပြီးတော့စောင့်ကြည့်ရပါဘောเนาะကျွန်တော်သုံးသပ်ချက်ကလည်းမှန်ကျင်ပါလေမှန်ပါလေဒါမှကျွန်တော်ခုနကပြောတော့ဗောနော်ကျွန်တော်တော့တော်တော်ချက်ကိုကျွန်တော် ဂျွန်ဂျက်ရှိနဲ့ပတိဗီဒီယိုမှာကျွန်တော်ပြောလိုက်ပါတယ်ကျွန်တော်တော့ကဘာရွှေဈေးကွက်ကို3900-3800ဈေးတန်းလောက်ထိအကျလာလိမ့်မယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ဒီတစ်ပတ်သေးကိုကျွန်တော်3950ဈေးတန်းအနည်းဆုံးမြင်ရမှာပေါ့နော်ဈေးအကျကိုအဲ့လိုလောက်မြင်ရမယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ကျွန်တော်တော့ချက်မှန်မှန်ဆိုတာကိုတော့ဒီနေ့နဲ့မနေ့ပြန်မှာကျွန်တော်ဆက်ပြီးတော့ စောင့်ကြည့်ကြတာပေါ့နော်ဒါလေးကကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တို့အော်တိုဘာလ23ရက်နေ့ကျန်တာရင်းတိရတာကဘာရွှေစီခွဲတုံးတဲ့ချက်ဗီဒီယိုဖြစ်ပါတယ်အခုလိုတုံးတဲ့ချက်ဗီဒီယိုတွေကိုအတူတက်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို Subscribe See Fat and Followly လုပ်ထားပေးကြပါခင်ဗျပြီးတော့ကျွန်တော်ဒီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့တိတက် online တန်တန်နေအားရောမင်းမြန်နိုင်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့စုံစမ်းမင်းမြန်ခြင်းလဲဆိုရင်တော့ကျွန်တော်ရဲ့ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ TikTok account တွေကနေဆက်သွယ်စုံစမ်းမင်းမြန်နိုင်ပါတယ်ခင်ဗျာ ကမ္ဘာ့ချွတ်ထိတာအလုံးပဲဒီနေ့အော်တိုဘာလ23ရက်နေ့ကျာရာရင်းနေ့တက်တာအတွက်ကမ္ဘာ့ချွတ်စည်းကွက်အတကြကိုအထူးတရီတာအယောင်းဝင်လုပ်ပြီးတော့အကျိုးမြတ်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ